မြမတမိုင်းမှာအမောင်မိုက်ဆုံးအချိန်တွေဖြစ်ခဲ့တဲ့မာဆာလာခစ်ကတွေ့ကြုံခံစားခဲ့ရသမျှဝေဒနာဒဏ်ရာဒဏ်ချက်တွေကိုမကြုံလိုက်မသိလိုက်ရတဲ့သူတွေစိတ်ဝင်စားလာဖို့ဗကြီးဆရာကအားထုတ်ထားတာပါဒီဘက်မှာမာဆာလာခစ်ကမြန်မာနိုင်ငံတော်အလံအဖြစ်အသုံးပြုခဲ့တဲ့အနည်းအပြားအယောင်တွေကိုနောက်ခံအဖြစ်ထားပြီးလူလူကောင်းဆောင်ဒေါင်ဆန်းစုကြည်အပါအဝင်မျိုးသမီးတွေရဲ့ပေါ်ထရိတ်ပုံတွေနဲ့ရောဆက်ပြီးဖန်တီးထားတဲ့ဗကြီးကားတွေကိုတွေ့ရမှာပဲဖြစ်ပါတယ် ခုလူပြဝဲ20ရဲ့ကျော်တဲ့ဒီရှိမယ်ကြည့်ကြလို့ရှိရင်လာကြည့်ပါပကြီးပြဝဲအလကားကြည့်ရတယ်ဟိုအေးချမ်းချမ်းကြည့်ရတယ်ရုပ်ရှင်လိုမျိုးပြီးတာနဲ့ပြန်ကြရလဲမလို့ဘူးအဲကြတဲ့ခါကျတော့အနုပညာဆိုတာကတချင်းဆိုရင်ပေါ့တွေ rock တွေခွဲခြားပြီးဓာတ်ထောင်နေတယ်ဘာလို့အများကြီးကြားနေလို့ပကြီးကားကျတော့ကြည့်လိုက်တယ်ကြည့်ပြီးတော့မကြိုက်တာတော့ဟိုဘက်လဲသွားအမှန်တော့မဟုတ်ဘူးကြည့်ပါဦးနည်းနည်းနှစ်မိနစ်လောက်အချိန်ပေးပြီးလာကြည့်ပါလို့ပဲပြောချင်ပါလား new generation တွေအကို profile လောက်တဲ့သဘောပဲကျွန်တော်ဘာမှမရှိဘူးအဓိကကတော့ကိုယ့်ရဲ့ကိုယ်စားကဒါပဲ ဒီပကြီကားတွေကပုံမှန်ရေးဆွဲနေကြပြီမဟုတ်ပဲ Fanine Canvas အပေါ်မှာအလံကို print ထုတ်ပြီးစီစင်းနဲ့ထပ်ရေးဆွဲထားသလို portrait ဓာတ်ပုံတွေနဲ့ပေါင်းစပ်ထားတဲ့လက်ရာတွေဖြစ်ပါတယ်ပကြီးဆရာငိမ့်ရဆူဟာ contemporary art တွေကိုအသာပြီးရေးဆွဲသူတူဖြစ်ပြီး2014ခုနှစ်မှာမြန်မာ contemporary art ဒုတိယဆုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီကြီးဟာလုံးလုံးမဲ့ပြစ်ချင်တဲ့ခေတ်ကြီးပဲ။ဒါနဲ့ဒီပွဲကိုဆက်ရအောင်ဆိုအဲ့အောင်သတိရ ဘာဖြစ်လို့များဒီအမှောင်ဖြစ်ကြီးကိုတတိယကျန်လုံးဝပေါ့နေဖြစ်ပြပြပွဲမှာပြတ်တက်ထားတဲ့ပုံတွေထဲကမှသူ့အဖော်ဖြစ်သူရုပ်ရှင်မင်းသမီးတိုးတိုးလွင်ရဲ့ပုံတွေလည်းပါဝင်ပြီးဒီပကြီးကားတွေကိုရောင်းချသွားဖို့အစီအစဉ်ရှိတယ်လို့လည်းဆိုပါတယ်